မိတ်ဆွေတို့ပုံမှန်ရင်းနှီးမြှုပ်နှံမှုအကြံပေးတွေကကိုယ့်ရဲ့ကော်မရှင်တွေကနေငွေရှာနေတာကိုသိပါသလားမိမိရဲ့စိတ်ခံစားချက်တွေနဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေအစားမိနစ်30တွင်းမှာအောင်မြင်တဲ့ stock ရောင်းဝယ်ရေးပြူဟာကိုတိစောက်နိုင်တယ်ဆိုတာကိုလေ့လာကြည့်ရအောင် loyinban.org ရေးသားတဲ့30 minute stock trader စာအုပ်ကမိတ်ဆွေတို့အတွက်အကောင်းဆုံးဖြစ်ဖြစ်မှာပါ loyinban.org ဆိုတဲ့ပုဂ္ဂိုလ်ရေးသားတဲ့ 30မိနစ်စတော့ထွက်တာစာအုပ်ထဲမှာရိုးရာယင်းနှမြုံနှမှုစနစ်တွေရဲ့ချိုးရင်းချက်တွေနဲ့အလိုအလျောက်ရောင်းဝယ်ရေးရဲ့အားသာချက်တွေကိုရှင်းပြထားပါတယ်။များသောအားဖြင့်မိတ်ဆွေတို့ဟာအခကြေးငွေနဲ့အကြံပေးစနစ်ကိုအသုံးပြုပြီးချမ်းသာကြွေးဝမှုမန်နေဂျာတွေကိုငှားရမ်းလေ့ရှိပါတယ်။ဒါပေမဲ့ဒီစနစ်ကမိတ်ဆွေတို့ရဲ့ကော်မရှင်တွေကနေသူတို့အတွက်ငွေရှာပေးဖို့ရည်ရထားတာပါ။အကြံပေးတွေရဲ့လိုလားချက်တွေကမှားယွင်းနေတတ်ပါတယ်။ ရိုးရာချမ်းသာကြွယ်ဝမှုမန်နေဂျာတွေဟာကုမ္ပဏီအစီရင်ခံစာတွေပေါ်အခြေခံပြီးအနာဂတ်ဈေးနှုန်းတွေကိုခန့်မှန်းကအခြေခံချက်လက်တွေကိုအသုံးပြုလေ့ရှိပါတယ်။သူတို့ကမိတ်ဆွေတို့ရဲ့အမျက်ဆုံးကိုဂရုမစိုက်ပဲအခကြေးငွေတွေကောက်ခံကြပါတယ်။ပြီးတော့ကော်မရှင်ရရှိဖို့အတွက်ဈေးကွက်ပြတ်တဲ့အချိန်တွေမှာတောင်ဆက်လက်ရင်းနှီးမြှုပ်နှံနေအောင်လှုံ့ဆော်ကြပါတယ်။အခြေခံချက်လက်တွေကိုအားကိုးခြင်းဟာကျွမ်းကျင်မှုပေါ်မူတည်ပါတယ်။ ဥပမာအားဖြင့်ဝါယံပပတ်ဆိုတဲ့ယင်းဤမြုပ်နှံသူဟာအယံတော်ပါတယ်။ဒါပေမဲ့လူများစုအတွက်မဖြစ်နိုင်ပါဘူး။ရှင်းလင်းတဲ့ထွက်ပေါက်စည်းမျဉ်းတွေမရှိတဲ့အတွက်ရှုံးနေတဲ့စတော့တွေကိုအကြာကြီးကင်ထားမိတတ်ပါတယ်။ကဏ္ဍအလိုက်အမျိုးမျိုးခွဲဝေခြင်းဟာစတော့အလုံးတစ်ပြိုင်တည်းထဲကျဆင်းတဲ့ဈေးကွက်မကောင်းချိန်မှာအလုံးမဖြစ်ပါဘူး။နောက်ပြီးသတင်းတွေကစုညံတန်တွေတက်တက်ပါပဲ။အခြေခံရောင်းဝယ်သူတွေဟာသတင်းတွေနဲ့ခံမှန်းချက်တွေကြောင့်စိတ်ဖိစီးမှုတွေဖြစ်ပြီး မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချတတ်ပါတယ်။ဈေးနှုန်းလှုပ်ရှားမှုကသာဈေးကွက်ရဲ့စစ်မှန်တဲ့ခံစားချက်ကိုထင်ရှားစေတာပါ။အောင်မြင်တဲ့အလိုလျောက်စတော့ရောင်းဝယ်ရေးပြူဟာကိုမိနစ်30ထပ်ပိုပြီးအလုပ်လုပ်စရာမလိုအောင်တိစောက်နိုင်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဖြူဟာမြောက်ရောင်းဝယ်ခြင်းကတမိုင်းဝင်ဈေးနှုန်းလှုပ်ရှားမှုအချက်လက်ပေါ်အခြေခံနဲ့တက်တည်ပြထားတဲ့စည်းမျဉ်းတွေကိုအသုံးပြုပါတယ်။ အဲ့ဒါကအနာဂတ်ကိုခံမှန်းတာမဟုတ်ပဲနောက်ကျောင်းပြန်လှည့်ပြီးစည်ရင်အင်းဆိုင်ရာနီလန်းကိုအသုံးပြုတာဖြစ်ပါတယ်။ဒါကဘာကိုရွေးချယ်ရမလဲဆိုတဲ့အချက်နဲ့ခံမှန်းခြင်းအနေရကိုဖယ်ရှားပေးပါတယ်။လူတွေဟာစိတ်ခံစားမှုတွေနဲ့ပြင်းထန်နေပြီးအထူးသဖြင့်စိတ်ဖိစီးမှုတွေဒါမှမဟုတ်ဆုံးရှုံးမှုတွေဖြစ်တဲ့အခါအမားတွေလုံးမိတတ်ပါတယ်။မိတ်ဆွေတို့ရဲ့ဖြူဟာကိုကွန်ပျူတာထဲကိုထည့်သွင်းခြင်းကစီးမြင်တွေကိုတိတိကျကျလိုက်နာပြီး အမှားယွင်းမရှိဘဲစိတ်ကံစားမှုမပါတဲ့လှုပ်ဆောင်မှုကိုတေချာစေပါတယ်။အလိုလျောက်ပြွာတစ်ခုကိုတိဆောက်ပြီးစမ်းတက်ဖို့အတွက်အစပိုင်းမှာစူးစမ်းအားထုတ်မှုတွေလိုအပ်ပါတယ်။ဒါပေမဲ့စနစ်တကျဖြစ်သွားပြီဆိုရင်နေ့စဉ်ထိန်းသိမ်းမှုအနည်းငယ်သာလိုအပ်ပါတယ်။အဲ့ဒါကပုံမှန်လှုပ်တွေကနေလွတ်မြောက်ပြီးငွေကြေးလွတ်လပ်ခွင့်ကိုရရှိစေပါတယ်။အောင်မြင်တဲ့ရောင်းဝယ်ခြင်းဟာပြီးပြည့်စုံတဲ့ဖြူဟာကိုရှာဖွေခြင်းအကြောင်းမဟုတ်ပါဘူး။ မိတ်ဆွေတို့ကိုမိတ်ဆွေတို့သိခြင်းအကြောင်းပဲဖြစ်ပါတယ်။ဒါမှသာမိတ်ဆွေတို့နဲ့အကိုက်ညီဆုံးပြုဟာကိုဖော်ထုတ်နိုင်မှာပါ။မိမိကိုယ်ကိုသုံးသပ်ခြင်းကအရန်အရေးကြီးပါတယ်။မိတ်ဆွေတို့ရဲ့ကိုယ်ရည်ကိုယ်သွေးစုံစားနိုင်စွမ်းနဲ့ဈေးကွက်အပေါ်ယုံကြည်မှုတွေကိုနားလည်ပါ။မိတ်ဆွေတို့ရဲ့ပြုဟာကမိတ်ဆွေတို့ရဲ့စိတ်နေသဘောထားနဲ့ကိုက်ညီရပါမယ်။လူတဘာဝရဲ့ကန့်သက်ချက်တွေကိုလည်းတည်ထားဖို့လိုပါတယ်။ ဆုံးရှုံးမှုနဲ့ရောင်းတာဒါမှမဟုတ်ဝင်ကြီးကိုလစ်လျူရှူတာတွေဟာလူတဘာဝနဲ့ဆန့်ကျင်ပါတယ်။နစ်မြုပ်နေတဲ့ကုန်ကျစရိတ်အမားလိုမျိုးအားနည်းချက်တွေကိုတတိထားဖို့ကလည်းအရေးကြီးပါတယ်။အစပိုင်းမှာအသေးစားလှုပ်ဆောင်ခြင်းအဖြစ်မိမိရဲ့စိတ်ခံစားမှုတွေကိုနားလည်ဖို့အတွက်တကယ်လက်တွေ့ရောင်းဝယ်ရေးအတွေ့အကြုံကလိုအပ်ပါတယ်။ရောင်းဝယ်ခြင်းကိုအဟန္တာဖြစ်စေတဲ့ကိုယ်ရည်ကိုယ်သွေးတွေကိုဖော်ထုတ်ပါ။ဥပမာ စိတ်မရှိခြင်းခံစားချက်အပေါ်အခြေခံတဲ့ဆုံးဖြတ်ချက်တွေချခြင်း အဲ့ဒီအားနည်းချက်တွေကိုပြောင်းလဲဖို့ကြိုးစားပါဒါမှမဟုတ်အဲ့ဒီအရေးချင်းတွေလိုအပ်တဲ့အလုပ်တွေကိုပြင်ပဖွဲ့စည်းဖို့လွှဲအပ်ပါရည်မှန်းချက်တွေကို ရှင်းရှင်းလင်းလင်းမတတ်မှတ်ခင်ပြူဟာကိုမတိဆောက်ပါနဲ့ရလက်ကိုကြိုတင်သိထားခြင်းအဖြစ်မိတ်ဆွေတို့ရဲ့ပြူဟာဟာဖန်တီးဖို့အချိန်80ရာခိုင်နှုန်းလောက်တတ်တာတော့ပါလိမ့်မယ်ရည်မှန်းချက်တွေကပြူဟာကိုလမ်းညွှန်ပေးပါတယ်မိတ်ဆွေတို့ရဲ့ရည်မှန်းချက်တွေကိုရှင်းရှင်းလင်းလင်းတတ်မှတ်ပါ မူလအရင်းဤအများဆုံးဒေါ်လာရာခိုင်နှုန်းဆုံးရှုံးနိုင်မှုပမာဏလက်ခံနိုင်တဲ့ဆုံးရှုံးမှုကြာချိန်နဲ့လိုချင်တဲ့ CAG အောက်တွေကိုတတ်မှတ်ပါရှင်းလင်းတဲ့ရည်မှန်းချက်တွေမရှိရင် viewer ဖွံ့ဖြိုးတိုးတက်မှုဟာဥတီရမယ်နေပါလိမ့်မယ်ဖြစ်နိုင်တဲ့ဆုံးရှုံးမှုတွေကိုမြောင်ကြည့်ပါရာခိုင်နှုန်းဆုံးရှုံးမှုကိုရွေးချယ်ရုံနဲ့မပြီးပါဘူးဆုံးရှုံးသွားတဲ့တကယ်ဒေါ်လာပမာဏကိုမြောင်ကြည့်ပါဒါကမိတ်ဆွေတို့ရဲ့စိတ်သက်သာမှုကိုတိုင်းတာဖို့နဲ့ မလွဲမသွေဖြစ်လာမဲ့ဈေးကွက်ကျဆင်းမှုတွေမှာစိတ်တက်မကြဘူးကောက်ွယ်ပေးပါတယ်လူရဲ့အမားအတွက် နေရာလွတ်ထားပါရီမန်းချက်တွေတဲကိုအမားရွဲ့အတွက်ထည့်သွင်းစဉ်းစားပါလူတွေရဲ့အမားတွေဒါမှမဟုတ်မမျှော်လင့်တဲ့ဈေးကွက်အခြေအနေတွေကြောင့်နောက်ကျောင်းပြန်ဆန်းတက်မှုတွေနဲ့နိုင်ရှင်ရေမျှော်လင့်ထားတာထက်အနည်းငယ်ပိုဆိုးတဲ့ရလဒ်တွေကိုလည်းလက်ခံနိုင်ဖို့လိုပါတယ်ကိုပိုင်ဖြူဟာကိုဖန်တီးတဲ့အခါမှာရောင်းဝယ်ရေးဖြူဟာတိုင်းဟာမတူညီကြဘူးဆိုတာကို သတိပြုပါ ပုံစံတွေဘလို့ပဲကွဲပြားပါစေအောင်မြင်တဲ့ပြူဟာတစ်ခုမှာအဓိကလိုအပ်တဲ့အချက်12ချက်ရှိပါတယ်ဒီချက်တွေကိုကြိုတင်သတ်မှတ်ခြင်းအပြင်မိမိရဲ့ယုံကြည်ချက်တွေကိုတိုင်းတာနိုင်တဲ့စည်းမျဉ်းတွေအဖြစ်ပြောင်းလဲနိုင်ပါတယ်ဒီဖွဲ့စည်းပုံက အလိုလျောက်စနစ်ကို ဖြစ်နိုင်စေပြီးကြောင်းဝယ်တဲ့အခါမှာစီကဲရှိမှုကိုတည်ချစေပါတယ်ဈေးကွက်ရဲ့ခံစားချက်ကဈေးနှုန်းကိုမောင်းနှင်ပါတယ်။စတော့ဈေးနှုန်းတွေကိုကုမ္ပဏီရဲ့အခြေခံချက်လက်တွေနဲ့ မဟုတ်ဘဲရောင်းဝယ်သူတွေရဲ့စူပေါင်းစိတ်ခံစားချက်တွေကိုထင်ဟပ်စေတဲ့ဝယ်လိုအားနဲ့ကျောင်းလိုအားတွေကဆုံးဖြတ်တာပါ။ဒါကြောင့်ဈေးနှုန်းလှုပ်ရှားမှုကဒီခံစားချက်ကိုတိုင်းတာတဲ့နေရာမှာအတိအကျဆုံးဖြစ်ပါတယ်။အခြေခံအချက်လက်တွေကလမ်းလွဲစေနိုင်ပါတယ်။ဝင်ငွေအစီရင်ခံစားတွေဒါမှမဟုတ်သတင်းတွေကိုအားကိုးတာကအနေရများပါတယ်။အကြောင်းကတော့အဲ့ဒီအရာတွေကိုထိန်းချုပ်နိုင်တယ်လို့ဈေးကွက်ရဲ့အခြေအနေကိုလည်းထင်ဟပ်နိုင်မှာမဟုတ်လို့ပါပဲ။ ယူဟာမြောက်ရောင်းဝယ်ခြင်းကတမိုင်းဝင်ဈေးနှုန်းလှုပ်ရှားမှုတွေကို လေ့လာပြီးစည်ရင်းအင်းချက်လက်တွေကိုရှာဖွေဖို့ဤပညာပိုင်းဆိုင်ရာခွဲခြားစိတ်ဖြာမှုကိုအသုံးပြုပါတယ်။ဒါကဈေးကွက်ကလက်ရှိလှုပ်ဆောင်နေတဲ့အရာတွေကိုတက်တည်ပြထားတဲ့ပုံစံတွေပေါ်အခြေခံပြီးတုံ့ပြန်လာပါ။အကောင်တဲ့လမ်းကြောင်းတစ်ခုမှာရွေးလျားနေတဲ့ပိုင်ဆိုင်မှုတွေကိုရှာဖွေပြီးလမ်းကြောင်းမဆုံးမချင်းရင်းနှီးမြှုပ်နှံထားဖို့ရည်ရွယ်ပါတယ်။ ဝီလီရိုတေးရှင်းလိုပြူဟာတွေကအားကောင်းတဲ့အတက်လမ်းကြောင်းတွေကိုရှာဖွေပြီးထိတ်တန်းဆွမ်းဆောင်ရည်တွေကိုဝယ်ယူပါတယ်။လမ်းကြောင်းအားနည်းသွားတဲ့အခါဒါမှမဟုတ်စတော့ကထိတ်တန်းအဆင့်ကနေကျသွားတဲ့အခါထွက်ပေါက်တွေဖြစ်ပေါ်ပါတယ်။လမ်းကြောင်းနောက်ကိုလိုက်ချင်းကအားကောင်းတဲ့ဈေးကွက်တွေမှာကြီးမားတဲ့အမျက်စုံးတွေကိုရရှိစေနိုင်ပါတယ်။ပြင်းပြပြန်လည်ခြင်းကအလွန်ကြုံရောက်ချခြင်းကိုဝယ်ယူပြီးအလွန်အကျုံဝယ်ယူခြင်းကိုရောင်းချပါတယ်။ အခြေခံအားဖြင့်မိတ်ဆွေတို့ဟာအလွန်ကြုံရောက်ချထားတဲ့စတော့ကိုဝယ်ယူပါတယ်။အဲ့ဒီစတော့ကပြင်းပြဈေးနှုန်းကိုပြန်ရောက်ဖို့အလားအလာပုံများပါတယ်။ဒီဗျူဟာကရေတိုဈေးနှုန်းအပြောင်းလဲတွေနဲ့မတည်ငြိမ်မှုတွေကနေအမျက်ရယူပါတယ်။ဗျူဟာတွေအားလုံးကိုတပြိုင်တည်းရောင်းဝယ်ခြင်းကမိတ်ဆွေတို့ရဲ့အစွမ်းအစကို မြှင့်တင်ပေးပါတယ်။ဗျူဟာကမှဈေးကွက်အခြေအနေအားလုံးမှာအလုံးမဖြစ်ပါဘူး။ မတူညီတဲ့ပတ်ဝန်းကျင်အတွက်ဒီဇိုင်းထုတ်ထားတဲ့ viewer တွေကိုပေါင်းစပ်ခြင်းကဈေးကွက်ရဲ့အပြုမူကိုဂရုမစိုက်ပဲအမျက်အစွန်ရရှိမှုကိုတည်ချစေပါတယ်။ဆက်ဆက်မှုမရှိတဲ့ viewer တွေကတစ်ခုနဲ့တစ်ခုအကာအကွယ်ပေးပါတယ်။ viewer တစ်ခုကငွေရှုံးနေတဲ့အချိန်မှာနောက် viewer တစ်ခုကငွေရှာပေးပါတယ်။ viewer အစုအဝေးကိုတပြိုင်တည်းထဲရောင်းဝယ်ခြင်းကအနေနဲ့ချိန်ညှိထားတဲ့အမျက်အစွန်တွေကိုတိတိတသားတိုးတက်စေပါတယ်။ ပေါင်းဆက်ထားတဲ့စွမ်းဆောင်ရည်ကဗီဒီယိုဟာတစ်ခုထက်မဆိုပိုကောင်းပါတယ်။ယာရုအွေစားကအနေနဲ့အကျိုးမြတ်ကိုဖော်ပြပါတယ်။ယာရုအွေစားကရောင်းဝယ်မှုတစ်ခုစီအတွက်ရံမုံငွေဘလောက်သုံးမလဲဆိုတာကိုဆုံးဖြတ်ပေးပါတယ်။မိတ်ဆွေတို့ရဲ့ယူမန်ချက်တွေကိုပြည့်မီဖို့ဖြူဟာတစ်ခုတည်းနဲ့မလုံလောက်ပါဘူး။ယာရုရွယ်စားကမိတ်ဆွေတို့ရဲ့ကြိုတင်သက်မှတ်ထားတဲ့အနေအကိုလက်ခံနိုင်မှုနဲ့ ဆုံးရှုံးမှုကန့်သက်ချက်အတွင်းမှာရှိနေစေဖို့အဓိကကရိယာတစ်ခုဖြစ်ပါတယ်။ယာရုအရွယ်စာကမိဆွေတို့ရဲ့အမျက်ရည်မှန်းချက်တွေနဲ့အနေရကိုလိုလားမှုနဲ့တိုက်ညီရပါမယ်။ရောင်းဝယ်မှုတစ်ခုစီအတွက်အနေရပူများခြင်းသို့မဟုတ်အများဆုံးယာဒုရွယ်စာပူကြီးခြင်းကဖြစ်နိုင်ခြင်းရှိတဲ့အကျိုးအမြတ်တွေကိုပိုမြင့်စေနိုင်ပေမဲ့ဆုံးရှုံးမှုတွေလည်းပိုကြီးနိုင်ပါတယ်။စိတ်ခံစားမှုတွေကယာဒုရွယ်စာကိုမဆုံးဖြတ်ပါစေနဲ့။ ယုံကြည်မှုအပေါ်အခြေခံပြီးအရွယ်အစားကိုမြင့်တင်တာဒါမှမဟုတ်ကြောက်ရွံ့မှုအပေါ်အခြေခံပြီးအရွယ်အစားကိုလျှော့ချတာက ဖြူဟာကိုပျက်စီးစေပါတယ်။အနေရကိုလက်ခံနိုင်မှုပေါ်အခြေခံထားတဲ့ကြိုတင်သတ်မှတ်ထားတဲ့နည်းလမ်းကိုအသုံးပြုပါ။ရောင်းဝယ်ခြင်းကပြင်းစရာကောင်းတဲ့လုပ်ငန်းတစ်ခုဖြစ်ပြီးဖြောပြေးရေးမဟုတ်ပါဘူး။စိတ်လှုပ်ရှားစရာတွေစိတ်လှုပ်ရှားမှုတွေနဲ့အဒရီနာလင်တွေကိုလိုချင်တဲ့ဆိုရင်တခြားနေရာတွေမှာရှာဖွေပါ။ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ရောင်းဝယ်ရဲဆိုရင်ဈေးကွက်ကမိတ်ဆွေတို့ကိုအပိုင်းပိုင်းဖြစ်သွားအောင်လုပ်ပါလိမ့်မယ်။အောင်မြင်တဲ့ရောင်းဝယ်ခြင်းကစီကန်းရှိမှုပုံမှန်လှုပ်ဆောင်မှုနဲ့စီမင်းတွေကိုပြည့်ပြည့်စုံအောင်လှုပ်ဆောင်ဖို့လိုအပ်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။နေ့စဉ်ရလက်တွေကအရေးမကြီးပါဘူး။ရေရှည်ရည်မှန်းချက်တွေကအရေးကြီးပါတယ်။မိတ်ဆွေတို့ရဲ့ဖြူဟာကိုဘယ်လောက်ထိပြည့်ပြည့်စုံအောင်လိုက်နာလဲဆိုတဲ့အပေါ်မူတည်ပြီးအောင်မြင်မှုကိုတိုင်းနာပါ ဆုံးရှုံးမှုတွေကမျှော်လင့်ထားတဲ့လုပ်ငန်းကုန်ကျစရိတ်တွေပါအကျိုးအမြတ်အများဆုံးရရှိတဲ့ရောင်းဝယ်ခြင်းကပြင်းစရာကောင်းပါတယ်မိတ်ဆွေတို့မနစ်တက်တဲ့အလုပ်တွေကိုအလိုလျောက်လုပ်ဆောင်ခြင်းကရည်ရှိအောင်မြင်မှုကိုမောင်းနှင်ပေးနိုင်တဲ့ဖြူဟာဖွံ့ဖြိုးတိုးတက်မှုနဲ့မိမိကိုယ်ကိုတိုးတက်အောင်လုပ်ဆောင်ခြင်းပေါ်အာရုံစိုက်နိုင်မှုလွတ်လပ်ခွင့်ပေးပါတယ်မိတ်ဆွေတို့ရေဒီစာအုပ်ထဲကအဓိကသင်ခန်းစာတွေကိုပြန်ချုပ်ရမယ်ဆိုရင်မိမိကိုယ်ကိုသိခြင်း ဒီမှန်းချက်တိတိကျကျထားရှိခြင်းစနစ်တကျတိဆောက်ထားတဲ့နည်းပြဟာတွေကိုအသုံးပြုပြီးစိတ်မပါဘဲစီကဲရှိရှိလှုပ်ဆောင်သွားဖို့ပဲဖြစ်ပါတယ်။အခုပဲကိုပိုင်အလိုလျောက်စတော့ရောင်းဝယ်ရေးပြဟာကိုတိဆောက်ပြီးလွတ်လပ်တဲ့ဘဝကိုပိုင်ဆိုင်လိုက်ပါ